အလမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ No Faro ကပစ်ကဝဲလက်ကနေပို့ပေးလိုက်တဲ့ Key Passport and Parcel လောက်ပြတ်ပြသမှာဖြစ်ပါတယ်ဒီ post ရဲ့မှာဘာတွေပါဝင်မလဲဆိုတာကိုတော့ညွှန်ပြနေပါပြီနော် Passport ဝင်ချင်မှာပထမဦးဆုံးတွေ့လိုက်တာလေကတော့အုတ်ထုတ်ကလေးပဲဖြစ်ပါတယ်ပစ်ကဝဲလက်ကနေပို့လိုက်တဲ့အုတ်ထုတ်လေးပါအနက်ရောင်လေးရဲလာပါတယ်နောက်ထပ်ဘာပစ်စီတွေပါအောင်မလဲစစ်ကြည့်မယ်နော်ဒီအပြရအမြင်လေးရတော့ဝဲလိုက်ပါပြီ နောက်ချက်တစ်ခုကတော့ရေပူရေအေးနှမျိုးလုံးထည့်လို့ရတဲ့ဖူးလေးပဲဖြစ်ပါတယ်။နောက်ချက်တစ်ခုကတော့ရှီအိတ်ကလေးပါ။ဖူပြတဲ့တဲ့ဖြစ်စီရဲမှာဆိုရင်ဒီ notebook လေးကတော်တော်လေးကိုတဘောကြကြခေါင်းပါတယ်။ဒါလေးကတော့ t-shirt ကလေးပါ။နောက်ထပ်တစ်ခုကတော့ hoodie လေးပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ tote bag ကလေးပဲဖြစ်ပါတယ်ရှင်။ ဟိတ်လေးရဲ့ဒီဇိုင်းကလာ အသာအနာကတော့ဥတော်လေးကိုအဆင်ပြေပါတယ်။အိတ်ခုပြပြီးသွားပြီဆိုတော့နောက်မှပို့ပေးလိုက်တဲ့ပစ္စည်းလေးတွေရဲ့တီတီကိုရိုက်ပြပေးမယ်နော်။ ပန်ပေါင်းစင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်။ဒီယိုလေးကိုလည်းနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆန်းသကြပါမယ်။ကျေးဇူးတင်ပါတယ်။